သေးရင်နဲ့တော်ဝင်တောင်စလက်ပန်းပေါ့နော်အပြင်အချင်းရဲ့မောင်နှံဆိုပြီးတော့ကျွန်တော်နာမည်ပေးထားတာဖြစ်ပါတယ်ဒီချင်းဝတ်ဆုံးအတွက်တော့ကျွန်တော်အရန်ကုန်ရှိရဲဒီတောင်းမွေးတစ်ခုထဲပဲကျွန်တော်တို့တွက်ကြည့်မစတောင်းမွေးကအချောင်း350ကျွန်တော်တို့တုံးထားတာကျွန်တော်ပိုင်ဆိုင်ထားတဲ့ဟာတွေကျွန်တော်ကိုယ်တိုင်ဟောဟောတော့ကအဖိုးဖွားတွေရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးပြန်တွက်ကြည့်လိုက်မယ်ဆိုတော့ကျွန်တော်200ကျော်တော့ရှိတယ် ပြီးတော့ကိုကိုကိုဒီဝတ်ဆောင်ကိုပြန်အောင်ပဲပြောလဲအရာကိုဂုံယူပြီးတော့လေတက်ကြွဖြတ်လန့်ပြီးအဲ့လိုပြည့်တယ်ဒီဝတ်ဆောင်ကိုပြီးအောင်ပါမနမေအဟိတနာတော်မှာအာထိုင်းနိုင်ငံဘယ်ကောင်းမြို့မှာ၁၀လောက်ပိုင်း၃၀ရင်းနေမှာပါနော် အေရှာအင်တာနက်ရှင်နယ်တော်ရစင်2000တနီးပိုင်းမှာတွားရောက်ပြီးရှင်ပြိုင်ပါပါအာညီမအကောင်းဆုံးလည်းပြင်ဆင်ထားပါတယ်အရန်လည်းရှင်နေလည်းခုံနေပါတယ်ပြီးတော့ National Kusu Talk ကိုလည်းညီမဘလို့ပုံစံလေးဖန်နေတာလဲဆိုတာလိုက်ကြည့်ပါဟောဒီဝေဆောင်လေးကတော့ညီမတွားရောက်ပြီးရှင်ပြိုင်မယ်ချင်းဝေဆောင်လေးပါကိုဟာကတော်တော်ကဖန်နေပေးထားတာပါအဲကိုကတော့လည်းညီမစိတ်ကြိုက်ပါတော့ညီမစိတ်ကြိုက်ပြီးတော့အကိုရဲ့ဖန်တီးမှုတွေရော အများကြီးပဲပေါ့နော်ဒါအခုလုပ်ပေးထားတာပေါ့နော်ပြီးတော့လည်းညီမသွားရောက်ရှင်ပြိုင်မယ်ပြိုင်ပွဲမှာလည်းအာအများကြီးဝင်းရံပြီးတော့အပေးပါအောင်လို့ Mrs. တီကိုဒီနေ့ကနေညီမဖိတ်ခေါ်ခြင်းပါတယ်ပြီးတော့လည်းညီမအလားဆုံးဝင်ပြီးတော့ပြန်လာပါမယ်ညီမရဲ့ဒီချင်းဝစ်စုံဖန်တီးရဲ့အကူကတော့ရောက်ကိုဟာကာထွန်းတော့မှာပေါ့နော်။ဘာမှမပြောစရာမလိုဝစ်စုံကိုကြည့်လိုက်တာနဲ့ ပြောစရာတကောမှမရှိအောင်ကိုကပြပြဘာဖန်ပြီးပြရကျေးဇူးများအားရှင်ပါတယ်ကိုတင်ပါတယ်ဒီချင်းဝတ်ဆုံးအတွက်တော့ကျွန်တော်အရန်ကုန်းရှိတယ်အရန်လည်းအာဘယ်လိုဂျင်းနဲ့တက်ပေါ့နော်သူအခုဒီဝတ်ဆုံးရဲ့နာမည်လေးကိုကျွန်တော်ပြောဖြစ်မယ်ဆိုရင်တော့ရေးရင်နဲ့တော်ဝင်တောင်စလက်ပန်းပေါ့နော်အပြင်အောက်ချင်းရဲ့မောင်နှံဆိုပြီးတော့ကျွန်တော်နာမည်ပေးထားတာဖြစ်ပါတယ်ဟာအကိုကပြီးပါပြီဝတ်ဆုံးလာကြည့်ပါလို့ပြောတဲ့ချိန်မှာအရန်ကတော့ဒီဝတ်ဆုံးကိုကြည့်ပြီးတော့လေ အာရောင်းဝစ်ချင်သွားတာအာချက်ချင်းအောင်ကိုကိုဝစ်တော်တာကြည်နေတယ်အကြည့်ကြည့်နော်ကိုကိုကိုလည်းအဲ့လိုကုပြိတာအပြည့်ရှိတယ်ပြီးတော့ဒီဝစ်စုံဝေးရတာလည်းအရန်လည်းဂုံယူတယ်ပေါ့နော်ဘာပဲဖြစ်လေဒါလည်းချင်းနေရကိုစားပြုပေါ့နော်အကိုတို့လူမျိုးတွေလေးနဲ့ထားတဲ့ဝစ်စုံညီမတော်ဖန်ပြီးပေးတယ်ပေါ့ဖန်ပြီးပေးပြီးတော့အကုန်လုံးပြပြဝါနဲ့ပြီးတော့ဒီဝစ်စုံကိုဒီဒီပိတ်စနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်ဒါပထမအဦးဆုံးပေါ့နော်အစ်စ်လည်းဖြစ်တယ်အစ်စ်လည်းဖြစ်တဲ့အချိန်မှာမအကိုကညီမကိုပေါ့နော် support ပေးပြီးတော့ဒါကိုအကောင်းဆုံးချုပ်ပေးမယ်ဆိုတော့အချိန်နဲ့ညီမအရန်ကို ။ဟာကျေးဇူးတွေလည်းရမ်းတင်ကြပါဘူး။ပြီးတော့လေကိုကိုကိုဒီဝတ်ဆောင်ကိုပြန်ရမယ့်အတွက်လည်းအရန်ကိုဂုံယူပြီးတော့လေတက်ကြွဖြက်လန့်နေအဲ့လိုဖြစ်နေတယ်ဒီဝတ်ဆောင်ကိုပြီးတော့မှ။တန်ကြာကြတော့ကျွန်တော်ပြောမယ်ဆိုရင်တော့အများကြီးရှိရပေါ့နော်ကိုကိုတိုင်းဖန်တီးထားတဲ့ဝတ်စုံလေးကိုကိုတိုင်းကုလက်နဲ့ကိုဆွေးထားပြီးတော့ပုံဖော်ထားတဲ့ဝတ်စုံလေးတွေအမတန်ဈေးတော့ကြီးတယ်ကို့အတွက်ပေါ့နော်အကုန်အများကြီးရှိတယ်ဒီတောင်းမွှေးတစ်ခုထဲပဲကျွန်တော်တို့တွက်ကြည့်မစတောင်းမွှေးကအချောင်း 350ကျွန်တော်တို့သုံးထားတာတတောင်းအချောင်းတတောင်းတတောင်းဆိုရင်တွက်ကြည့်လိုက်လေနော်ဒီအတောင်းမိတ်တွက်တောင်းမှကျွန်တော်တို့လည်းနည်းနည်းနော်နော်ကုန်တာမဟုတ်အချောင်း350ဆိုတာကြာလေဒီငွေတွေစနေအကုန်လုံးအစ်စ်တွေပဲဟောတော့ကဖူးဖွားရေပေါ့နော်လက်ကြံနေပေါ့ဒီအစ်စ်တွေကြတော့ဝယ်လို့လည်းမရတော့ဘောနော်သူဟာနေသူတန်ဖူးတော့သူဟာသူရှိသွားတဲ့အတွက်ကိုပြန်ဝယ်မယ်ဆိုရင်လည်းဒီ200ကျော်လည်းကျော်မှာအဲဒါကြောင့်ကျွန်တော်အတိအကျတော့ကျွန်တော်မသိပေမဲ့ကျွန်တော် ပိုင်ဆိုင်ထားတဲ့ဟာတွေကျွန်တော်ကိုယ်တိုင်ဟောဟောတော့ကအဖိုးဖွားတွေရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးပြန်တွက်ကြည့်လိုက်မယ်ဆိုတော့ကျွန်တော်200ကျော်တော့ရှိတယ် Mrs Asia Indonesian နဲ့ Torrensin 2025ပေါ့နော်ဆယ်လပိုင်း30ရက်နေမှာညီမသွားပြီးတော့ပြိုင်ရမှာပြိုင်ရမှာကျွန်မညီမသိတဲ့အချိန်နဲ့ဆိုရင်တလကြော်ကြော်လေးပဲပေါ့နော်တလကြော်ကြော်အချိန်မှာလေညီမရဲ့ organization အမကဆရာနဲ့ကော်ရော့တင်ရမယ်ပြီးရင် teacher လာနုထွန်းနေပေါ့နော်အဲ့လိုမျိုးလေး train ပေးမယ်ဆိုတော့လေ အဲ့လိုမျိုးဆရာအကြောင်းတော့ရမ်းတော့မသိသေးဘူးအဲ့ချိန်မှာညီမ Facebook ကနေပေါ့နော်ဆရာနဲ့ပတ်သက်တာလေးကြည့်ရတယ်ဆရာနဲ့ပဲတင်မယ်အဲဆရာကိုအရင်သဘောကျတယ်ကြကြရရမင်းပသားဆိုတော့လေအဲ့လိုမျိုးဆိုတော့ကနည်းနည်းနဲ့နောင်လေးဖြစ်ချင်တယ်တီချာနဲ့ကြတော့အတီချာပြောတာဆိုတာလေးပေါ့နော်အဲ့လိုမျိုး interview တွေဆိုလို့ရှိရင်လည်းညီမဆိုရင်တော့ interview တွေကြည့်ပါညီမရမ်းအဲ့လိုပေါ့နော်ဘယ်လိုပြောမလဲစီကပတ်ကုန်အရင်မပြောတတ်ဘူးအတီချာနဲ့တွေ့ရခါကျတော့တီချာဒီလိုလေးပြောရမယ်ဒီလိုလေးသမီးပြောကြည့်ပါလားလမ်းလျှောက်တဲ့ချိန်ကဘယ်လိုလေးလျှောက်ရမယ်အမလနဲ့ပထမတွေ့တွေ့ချင်းတော့အရင်ရှက်တတ်ပြီးအရင် န်းအေးတဲ့အမျိုးသမီးပေါ့နော်အခုတော့ထိတ်လို့မရတော့ငင်းငင်းနေပါ Mrs. မြန်မာရဲ့လို့တော့မှပြောရတယ်ပေါ့နော်အဲ့လိုတတိရှိလာတာကိုငါတို့အရင်သဘောကျတယ်။နောက် interview skill ကတော့ငါတို့အတီးကပေါ့နော်ဟုတ် catwalk ကတော့ငါတို့က basic ပဲဝယ်မှာတဲ့ရှင် advance ကတော့ဆရာဆောင်းတော့တစ်ချက်ကြောင့်အများကြီးသင်ရအရန်အစ်ပြေွားလीသူရဲ့ဒီကြားသက်မီးကြောင့်အရန်အတီးကသူအရန်စူးစားတယ်ပြီးရွှဲရှိရဲ့ ဒါပေမဲ့နည်းနည်းလေးဒီဟာတခုဆို complain နည်းနည်းညာတယ်အဲ့ဒါတွေတခုတော့ရှိတာပေါ့ရှက်ကြီးဆရာမနဲ့ဆရာမပိတ်မွားဘူးလာပြန်ပြန်ဆိုတာအားဆိုလို့ရှိရင်ဆရာဆရာနှိမ့်ဆက်တာလည်းပြောလိုက်ပြီနော်မီဒီယာရှိပါလေဆရာတနေ့တနေ့ဘယ်လောက်နှိမ့်ဆက်လဲဆိုညီမဆရာနဲ့တွေ့ပြီးတော့ဆယ်ရက်တွေမှာဆယ်ပေါင်ကြပါတယ်နော်ဆရာဘယ်လောက်တော့နှိမ့်ဆက်လဲဆိုဆရာကြာကြာရမင်းမသားကိုနွဲ့နွဲ့နောက်နောက်မင်းမသားလေးဖြစ်အောင်လို့ဆရာတင်ကြပေးရဒီချဲနဲ့ဆရာနဲ့ ပဒေဖွဲ့ရတရားဒါပေမဲ့သူအိမ်အောင်တက်က10နှစ်ကျော်ပဲနှစ်နှစ်တောင်းလိုက်18နှစ်ကျော်18နှစ်လုံးလုံးသူအိမ်အောင်ရှင်တရားအနေနဲ့သူရက်တည်လာတာပေါ့နော်ဒါပေမဲ့အခုလိုမျိုးပြန်ပြီးရဲ့အခါကျတော့ Mrs. တရားအနေနဲ့ ပြန်ပြီးတွတ်တွတ်လက်လက်ပြန်ပြီးလှုပ်ရှားလာတဲ့အချိန်မှာလာလို့အရန်သဘောကြတယ်အရင်တော့ training မယူခင်က e နဲ့အခု training ယူပြီးရဲ့ e နဲ့ဒီတလာခွဲလေးအတွင်းမှာနော်သူပြောင်းလဲသွားတာလာလို့အရန်ချီကျူးရဲ့ရှင်ဟုတ်ပြိုင်ပွဲလို့ဆိုလားခဏခဏကြည့်ရဲပေါ့နော်ဒါမှလည်းလေအဲ့လိုပြိုင်ဖို့ဆိုတာမဖြစ်နိုင်ခဲ့ဘူးအကလေးတွေကိုပြန်ကြည့်ရတယ်အမျိုးသားကိုပြန်ကြည့်ရတယ်ပေါ့နော်အဲ့လိုမျိုးရင်းနဲ့ပဲ အာကိုရဘွားဒီလိုလေးပဲပေါ့နော်မိသားစုအိမ်တော်မှုတွေမှာပဲရုန်းကန်နေတာပေါ့အာကိုပြိုင်မှုအတွက်လည်းပေါ့နော်အချိန်နဲ့တခါပေးလာတယ်ပြိုင်တဲ့အချိန်မှာကို့အိမ်မကကိုအကောင်နဲ့ပေါ်တဲ့အချိန်မှာအကောင်ဆုံးစူးစမ်းမယ်ကို international ပွဲမှာသွားပြိုင်တဲ့အချိန်မှာလည်းညီမဘက်ကလိုအပ်တာတွေလည်းရှိမှာပဲ ဟိုစ조사တာဗောနော်တက်နိုင်ဆုံးတော့ညီမဘက်ကအများကြီး조사ပြီးတော့ပြင်ဆင်ထားတယ်ဗောနော်ဟောဗောနော်ဒီမြန်မာပြည်မှာရှိနေတဲ့အိမ်အောင်ရှင်တွေအများကြီးဗောနော်အတချို့ဗောနော်စဉ်းစားမှန်းလည်းအများကြီးရှိတယ်စိတ်သက်တွေမကြပါနဲ့ဗောနော်ညီမတို့တို့ကြည့်ပြီးတော့အင်အားတစ်ခုဖြစ်သွားတယ်ဆိုလို့ရှိရင်ညီမအရန်ကိုဂုံယူပါတယ်လို့ပြိုင်ပွဲဆိုတဲ့ထုံးစံအတိုင်းကတော့ဒါကတော့ဟိုအားလုံးကတော့ဝင်နာစုရဖို့အတွက်ကိုသွားပြန်ကြရပဲဒါပေမဲ့ပြိုင်ပွဲမှာဝင်နာတယောက်ပဲဖြစ်တာဖြစ်တဲ့အတွက်ကိုယ့်ရဲ့조사မှုအားလုံးအဆောင်းကုန်조사ပါ조사ရဲ့အတိုင်းပဲ စူးစမ်းရရလက်လေးရလာမှာလို့ပြောချင်ပါတယ်အဲ့တော့ fighting ပါလို့ပြောချင်ပါတယ်ကျေးဇူးပါဆရာ thank you ပါအာဟုတ်ကဲ့ပါဒီကြိမ်ပွဲအစအဆုံးမှာပေါ့နော်ကျန်းကျန်းမာမာနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ပြိုင်သွားနိုင်ဖို့ကသမီးရဲ့တာဝန်ပါလို့ဤရဲ့တာဝန်ပေါ့နော်ပျော်ပြီးတော့ဒါပြိုင်ခဲ့အပျော်ဆုံးအလှဆုံးဓာတ်ပုံလေးတို့တိုင်းတင်ပေးလိုက်နော် ပြန်ခွေးရတော့ Mrs. Asia Indonesian နဲ့ Tourism 2025 Bangkok မှာပေါ့နော်မြမကအခု10လပိုင်း24ရက်ကနေပြီးတော့30ရက်နေ့30ရက်နေ့ကတော့မြမရဲ့ final ပွဲပေါ့နော်အခုတရှိနေကြတဲ့သူတို့အိမ်အောင်ရှင်တွေရောအများပြပေါ့နော်မြမကိုလည်းအများကြီးဝမ်းရံပေးကြပါအောင်လို့မြမကဖိတ်ခေါ်ပါတယ်မြမကလည်းပေါ့နော်ဒီအိမ်အောင်ရှင်တယောက်အနေနဲ့မြမဘက်ကလည်းအများကြီးစူးစမ်းထားပါတယ်လို့ပြောနေတယ်